ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များသတိထားမိလားအခုလက်ရှိလက်ရှိလက်ရှိကျွန်တော်တို့စကားရင်မကွေဟာမြန်မာတနိုင်ငံလုံးနေပါပါပဲเนาะဘုံတွေတော့တော်ကျဲတယ်အဲ့တော့ဘုံတွေကျဲတာကိုလည်းအပြစ်တင်မလားခင်ဗျားတို့ဘယ်သူအပြစ်လို့ခေါ်မလဲခင်ဗျားတို့ဒီနတ်ဆက်ကကြီးအပြစ်ရှိလားဘုံကျဲတာအဲ့တော့ဘယ်လိုပဲဖြစ်ပါအခုလိုမျိုးဘုံတွေကျဲတော့ကျွန်တော်တို့အဲစိတ်မကောင်းဖြစ်ရတယ်เนาะစိတ်မကောင်းဖြစ်ရတယ်အဲမကြိုက်ပါဘူးเนาะမကြိုက်ပါဘူးမကြိုက်ဘူးเนาะဒီလိုမျိုး ပုံကျဲတာအာပြည်သူလူထုတွေကိုထိခိုက်နှိမ့်နာစေပါတယ်အဲအဒါတွေကကျွန်တော်တို့လည်းမကြိုက်ဘူးเนาะဆိုလိုချင်တာကဗျာဟိုစခန်းတစ်ခုတွေမြို့ရွာတွေကိုမကြောက်ထိမ့်ပါမကြောက်တိုက်ပွဲဝင်ပါကြသွားမှအပုံကျဲတာကတော့လေအတဏီအဖြစ်တော့ဟိုနိုင်ငံကအမြင်မှလည်းမတင်သလိုကျွန်တော်တို့ပြည်သူတွေအမြင်မှလည်းမတင်ဘူးပေါ့ဗျာเนาะမတင်မတင်တဲ့အခြေအနေမျိုးတွေရှိပါတယ်အဲဒါကတော့အဟုတ်ပဲတို့ဘာတို့ညာလဲစေပွဲရဲ့အခြေအနေကနှစ်ဖက်ကြည့်ရမယ့်အခြေအနေမျိုးရှိတယ်ပေါ့เนาะဒါက ဟိုအဖြူအမဲအခြေအနေလောက်ပါเนาะအဲနောက်တစ်ချက်ကကြတော့ဗာလဲဆိုတော့ဒီစစ်ပွဲက မပြီးသေးတဲ့အတွက်ကြောင့်မို့လို့စစ်ပွဲမပြီးခင်မှာသူတို့ကဒီနေရာကိုသူတို့ပိုင်ပြီးသူတို့စိုးပြီးဆိုတဲ့ပုံစံမျိုးပေါ့စစ်တပ်ကစစ်ရဲ့သဘောတရားရလက်မှတ်မထိုးပြီးမချင်းကစစ်ပွဲကမပြီးသေးဘူးမပြီးသေးတဲ့အတွက်ကြောင့်မို့လို့စစ်ပွဲမပြီးခင်မှာနိုင်အောင်ပြီးဆိုပြီးတော့ဟလာအုတ်ချုံရေးနယ်ပယ်ဒီပကဖားတွေပလာဖားတွေအဲဒီ PDF တွေအနေနဲ့ဒါမျိုး အာတို့တခန်းတနားကြီးတွေလုံနေတာတွေဟာဆိုလို့ရှိရင်တော့မပြီးစစ်ပွဲမပြီးသေးပဲနဲ့တို့တနည်းအားဖြင့်တို့ကိုတို့အကြွားလွန်သွားတဲ့အခါမှာတော့အဲဒီတစ်ဖက်ကလေချောင်းနဲ့ပြစ်ခတ်ရှင်းလင်းတာတွေလုပ်လာတဲ့အခါမှာဘသူဘသူမှပေါ့နော်ကျွန်တော်တို့မတရားဘူးလို့တော့ပြောလို့မရတော့ဘူးလို့တော့ပြောရမှာပေါ့ဗျာနော်အဲ့တော့အခုအဲအခုကြံတွင်းမှာနေမယ်အဲကျဲသွားတဲ့နေရာတွေဆိုရှင်ကဏီမှာလည်းဘုံကျဲပါတယ်စကိုင်းတိုင်းပေါ့အဲကဏီကဏီဆိုတော့ကျွန်တော်တို့ဒီ အနာမခါရဲ့မြောက်ဖက်မှာရှိမယ်ထင်ပါတယ်နော်ပြီးတော့စကိုင်းတိုင်းအင်းတော်အင်းတော်မှာလဲကျေတော့အင်းတော်ဆိုရှင်ပြီးခဲ့တဲ့ရက်ပိုင်းကပဲသူတို့ရပြီဆိုပြီးတော့ဟုတ်လားကျွန်တော်တို့ဒီအတူတိမ့်လိုက်ပြီဆိုတဲ့ပုံစံမျိုးပေါ့နော်စကိုင်းတိုင်းမြောက်ပိုင်းတော့အဲ့တော့အင်းတော်မှာလဲကျေပါလေတပိတ်ချင်းမှာလဲကျေပါလေအဲ့တော့ရခိုင်ပြည်နယ်မှာတော့မကျေတော့ဆိုကျေတယ်အနေချင်းပါပဲကြောက်တော်နဲ့မင်းတပ်မှာကျေပါလို့ဆိုပြီးသူတို့ဘက်ကတော့ပြောရတာရှိရပါရဲ့နော်အကောလင်းအကောလင်းမှာလည်း ကျဲတယ်တစ်စဲကလည်းကျဲပါတယ်တော့တစ်ခုရှိတယ်ဗျာနော်ကျွန်စနာပြောသလိုပေါ့စစ်ပွဲကဖြစ်နေတယ်စစ်ပွဲဖြစ်နေတဲ့အချိန်မှာဒီမြို့ဒီနယ်ဒီရွာကိုငါတို့ကတိမ့်လိုက်ပါပြီငါတို့ရဲ့ပိုင်ဆိုင်တဲ့မြို့ပါဟလာငါတို့အုပ်စိုးတဲ့မြို့ပါဟေ့ဆိုလို့ရှိရင်ဒီမြို့ဒီရွာကာကွယ်နိုင်ရမယ်ကာကွယ်ရဆိုတဲ့နေရာမှာလည်းကုန်းကပဲလာလာလေကပဲလာလာရေကပဲလာလာကာကွယ်နိုင်ရမယ်အဲ့လိုမှမကာကွယ်နိုင်ဘူးဖြစ်ဆိုလို့ရှိရင်ဒါကဒီမျိုးဒီရောအနူချမ်းစီးပြီးတော့ ပြည်သူကိုလူသားတိုင်းလုပ်ပြီးတစားကန်လုပ်ပြီးတော့မြို့ရွာထဲမှာခိုအောင်ခြင်းစင့်မဲ့ရှိသေးတယ်အဲအကြောင်းမလို့အခုစစ်တပ်ကအခုလိုမျိုးဒါဘယ်လိုခေါ်မလဲဆိုတော့အဲဒေရင်နဲ့ကျဲသွားတာတွေအားလုံးဟာတနည်းအားဖြင့်ကျွန်တော်အဖြူကမဲလို့ဆိုရင်တော့မတရားဘူးလို့တောင်းပြီးတော့ပေါ့နော်မသင့်တော်ဘူးလို့ပြောလို့ရတော့ညာလည်းပဲဒါပေမဲ့ NUG ဘက်ကလုတ်ပုံကြတော့လေ NUG နဲ့ဒီခင်ဗျားတို့ PDF တွေလုတ်တဲ့ပုံစံကြတရားသလားဆိုတော့လေတရားမှုကလုံးဝမရှိဘူးပြည်သူလူထုကိုအကာအကွယ်ယူပြီးတော့ နိုင်ငံရေးတနည်းအားဖြင့်ဟိုခေါ်မလို့ဆိုတော့နိုင်ငံရေးအမျက်ထုတ်မယ်ဟလာအဲတန်တမာရေးအမျက်ထုတ်မယ်ဆိုတဲ့ပုံစံမျိုးပေါ့လူတို့ကိုအကာအကွယ်ယူတဲ့ပုံစံမျိုးတွေရှိတယ်အဲ့တော့မမှန်တာတော့နှစ်ဖက်စလုံးမမှန်ပါဘူးเนาะမမှန်တာတော့လုံးဝနှစ်ဖက်စလုံးမမှန်ဘူးအဲ့တော့ NUG ရဲ့ NUG နဲ့ PDF အပြစ်ကပါလဲဆိုတဲ့ခါကျတော့တပုံတွေရဲ့အပြစ်ကပါလဲဆိုတော့မြို့တစ်မြို့ကိုသူတို့ပိုင်ပါလဲဆိုပြီးလုလိုက်တာပဲဟုတ်ပြီမင်းတို့ပိုင်နေဟဲ့ဆိုရင်ဒီမြို့မှာရှိတဲ့သူတွေရဲ့ လုံခြုံရေးကိုပြီးတော့တာဝန်ယူနိုင်ရမယ်လက်နက်ကင်အဖွဲ့အနေနဲ့တာဝန်ယူနိုင်ဘူးဆိုရှင်ဒါကမြို့ကိုတပုံထပြီးတော့ကျွန်တော်တို့တစားကန်ခေါ်လာခြင်းပဲလူသားတိုင်းအသုံးပြုခြင်းပဲအဲ့တော့တနည်းအားဖြင့်နိုင်ငံရေးကမြင်ညော့ထခြင်းလို့ပြောရမှာပါဗျာအဲ့တော့မမှန်တော့တဲ့ဖက်စလုံးမမှန်ဘူးဆိုမှ NUG ရဲ့ဒီ PDF ကမမှန်ခြင်းကအဲ့ဒီကိုယ်လည်းကာကွယ်နိုင်တာမဟုတ်ဘူးနော်အဲ့ဒါယူငါတို့မြို့ပါငါတို့ပကပပလာဖပါနောက်ထပ်ကျွန်တော်တို့ပါလဲ ဒီဘော့ပြည်တဲ့တို့အာသူတို့မှလည်းရှုပ်ရှက်ခတ်နေတာပဲကနော်ခုံခုံတာမရှိတာတလားအလူရုပ်တာမပေါ်သေးတာတခါလေလှုပ်ထားတာတော့သူတို့တကယ်စင်ပြိုင်အစိုးရအကြီးကြီးတိဆောက်တာအဲ့တော့နိုင်ငံတစ်ခုထဲမှာအစိုးရတစ်ခုလာတိဆောက်တယ်ဆိုတာဘယ်နိုင်ငံကမှလက်မခံဘူးအဲ့တော့စစ်တပ်ဘက်ကအန်ယူဂျီရဲ့အမားကြီးကအဲ့လားသူတို့နိုင်ငံတစ်ခုထဲမှာအစိုးရနှစ်ရက်စင်ပြိုင်အစိုးရတိဆောက်တယ်တိဆောက်တယ်ထောင်ထားချမ်းသာခြင်းပဲဒီလိုထောင်ထားချမ်းသာခြင်းမှန်မြောက်ဘယ်နိုင်ငံမှာမဆိုတရားဝင်နှိမ်နှင်းပါလဲ ဲ့အတွက်ကြောင့်မို့လို့အဲစစ်တပ်ရဲ့ဒီလေကြောင်းပုံချက်မှုများသည်ကျွန်တော်တို့မနစ်သက်တော့ညာလည်းပဲ NUG ရဲ့လှုပ်ရက်များသည်လည်းအရန်ကိုပေါ့ကြွားလုံးကောလုံးဟောလုံးထုတ်ပြီးတော့တနည်းအားဖြင့်ကိုလှုပ်နေတာတွေကတနည်းအားဖြင့် high treason လို့ခေါ်တယ်တကယ်နိုင်ငံတော်အဆင့်เนาะနိုင်ငံတော်အဆင့်ဒီဘယ်ခေါ်မလဲဆိုတော့တစ္ဆာဖောက်မှုကြီးမှမသိဘူးဖြစ်နေအဲ့တော့ဒါမျိုးလှုပ်ရက်မျိုးဘယ်နိုင်ငံမှာလှုပ်လို့လှုပ်တဲ့နိုင်ငံတိုင်းမှာနှိမ်နှင်းပါလေအဲ့တော့စစ်တပ်အနေနဲ့နှိမ်နှင်းလာရလဲဆိုတော့လေ တနည်းအားဖြင့်လုံးဝဒါမှားတော်ညာလည်းပဲမမှန်တော်ညာလည်းမှားတယ်လို့ပြောလို့မရဘူးဗျာနော်အဲ့တော့နှုတ်နှစ်ဖက်ကြည့်ရမှာပါနော်နှုတ်နှစ်ဖက်ကြည့်ရမှာလို့ပြောရမှာပါဟုတ်ပြီအဲ့တော့ကျွန်တော်ဆက်မေးကြည့်တယ်ဗျာနော်ဆက်မေးကြည့်ဆိုအဲ့ဒီဒေတာခံ PDF တွေနဲ့ပါကပါပါလာဖားတွေကိုကျွန်တော်တို့နည်းနည်းသုံးသပ်ပြီးမေးကြည့်ပါမေးကြည့်တဲ့အခါမှာဟုတ်ပြီခြေသွားတဲ့ရွာကားတဲ့အဲရွာတွေပါရွာတွေပါကျွန်တော်တို့ကြည့်ရမြို့တွေမှာတော့အခုအဲ့ဒီဘက်ကအခြေအနေတွေပေါ့နော်သခိုင်းတိုင်းရဲ့အခြေအနေကိုကျွန်တော်ကြည့်တာမြို့တွေက အဲမြို့တွေမှာစစ်တပ်ရှိတယ်ဗျာဒီလားစစ်တပ်ကမြို့တွေကိုကာကွယ်ထားတယ်မြို့တွေကိုဆောင်မြို့ဆောင်တပ်ဆိုရှိတယ်မြို့တွေကိုဝင်လို့မရအောင်သူတို့ကာကွယ်ထားနိုင်တယ်တော်ပါတော့ညာလည်းပဲမြို့ကနေပြီးတော့ခြေတလန်းကျွန်ထွက်ပြီးတော့အဲရွာဘက်တွေရောက်သွားပြီဆိုတာ ਨੇ အဲ့နေရာတွေအကုန်လုံးကအဲပကဖပလဖလို့အဲ့ဒီသူတို့တွေအုပ်ချုပ်တဲ့နေရာတွေဖြစ်သွားတာပဲဒီလားစစ်တပ်ကအဲ့ကိုသွားရင်လုံးဝခံရတယ်ဒီလားအာရွာဘက်ကစစ်ကြောင်းမထိုးနဲ့ကောင်တွေကအဲ့တိရတဲ့ဘောပြန်တော့ရွာရွာသူရွာသားတွေအထဲမှာကိုအောင်းပြီးတော့စစ်တပ်ကိုခြုံကိုတိုက်တိုက်အာစစ်တပ်ကခန့်ခန့်ခံရတာ အဲ့တော့စစ်တပ်ကလည်းရွာတွေကိုမသွားရဲသလိုအဲ့ဒီကကောင်တွေကလည်းမြို့ကိုသူတို့မတက်ရဲဘူးအဲအဲ့ဒီလိုအခြေအနေမျိုးတွေဖြစ်နေတယ်အဲ့ဒီရွာတွေအကုန်လုံးကလည်းဘသူတွေအုပ်ချုပ်လဲဆိုတဲ့ခါကျတော့ပကဖားတွေအုပ်ချုပ်ပါတယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့တွေလားနော်ပလာဖားတွေအုပ်ချုပ်ပါတယ်အဲ့တော့ဘလို့ပဲဖြစ်သူတို့ကသူတို့ပကဖားပဲတက်တက်ပလာဖားပဲတက်တက်တေချာတခုကတော့ဒါက NUG လောက်ခံ NUG ဒီတရားမဝင်အကြမ်းဖက်အဖွဲ့အစည်းဖြစ်ကြီးညာထားတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအဖွဲ့နဲ့ပတ်သက်သူ အားလုံးဒီ เนาะအဲ့ဒီအောက်ကလက်နက်ကင်တွေအားလုံးနေသည်အဲ့တော့အားလုံးကိုကျွန်တော်က PDF နဲ့လက်နက်ကင်သဘုံတောင်းရသူဖြစ်ပဲတတ်မှတ်တာတတ်မှတ်လဲဒီလိုပဲတတ်မှတ်မှာဖြစ်ပါတယ်เนาะအဲ့ဒီတော့ကြောင့်မို့လို့ဒီရွာတွေကိုဘယ်သူအုပ်ချုပ်တာလဲအခုဟုတ်ပြီကျွန်တော်မေးကြည့်တယ်ဒီခင်ဗျားတို့ဒီဘုံကျဲတဲ့ရွာတွေမေးကြည့်တယ်ဘုံကျဲတဲ့ရွာတွေမှာ PDF ရှိလားဆိုတော့အာကျွန်တော်ရောင် PDF မရှိဘူးတဲ့အဲ့တို့ကပြောပါတယ် PDF တွေကဒီမှာမနေဘူးဗျာတဲ့အဲ့တို့ကရွာဘက်အဆုံမက်တွေမှာသွားနေမယ်တဲ့နေပြီးလို့ရှိရင်ရွာကိုလာမယ် ကျွန်တော်လာပြီးစက်ကြီးတွေပါလေးကောက်မယ်အဲစက်ကြီးကောက်ပြီးတော့လို့ရှိရင်တို့ကပြန်သွားမယ်အပြန်သွားတဲ့အခါမှာစစ်တပ်ကလာလို့ရှိရင်တို့ပျောက်သွားမယ်အဲဒါမျိုးတို့ကနေတာဗျာဟုတ်ပြီအဲ့ဆိုခင်ဗျားတို့ရွာတော့ဘသူကအဲ့နဲ့ကျွန်တော်ထပ်မေးတော့နော်ဟုတ်ဘုံကျဲသွားတဲ့အချိန်မှာဗျာလို့ကျွန်တော်တို့မြင်လိုက်တာပါလဲဆိုတော့တနတ်လဲပါတယ်လူတွေပေါ့နော်အနောက်ထပ်ဒီဝတ်ထားတဲ့အင်ဂျင်နီယာစစ်အင်ဂျင်နီယာ PDF အင်ဂျင်နီယာဒီလူတွေကတော့ဘာကြောင့်မို့လို့ဒီမှာရှိနေရလဲဆိုတော့ဟာတဲ့ဒါကတော့ဒါပတ်ကဖားတယ်လေတဲ့ပတ်ကဖားတယ်ပါလာဖားဆိုကြသူကပြည်သူရဲတွေပေါ့ တော့သူတို့ဘလို့ပဲနာမည်တွေတက်တက်တေချာတော့ NLD လောက်ခံမှန်သမျှဟာ PDF လို့နဲ့ PDF နဲ့လက်နက်ကင်အကြမ်းဖက်တပုံဖြစ်ပဲကျွန်တော်တတ်မှတ်တဲ့အတွက်ကြောင့်မလို့အဲအကုန်လုံးတတ်မှတ်တာပေါ့နော်တက်ကလည်းတတ်မှတ်တဲ့အတွက်ကြောင့်မလို့အဲ့တော့ DR တွေအလုံးကပကဖအုတ်ချုပ်ပါတယ်ဆိုတော့တနည်းအားဖြင့် DR တွေအလုံး PDF ရအောင်မဖြစ်သွားဘူးလားဟမ်အဲ့တော့အဲ့ဒီ DR တွေကိုသွားရင်လည်းစစ်တပ်ကအမြဲတမ်းခံရတယ်အဲ့ဒီအတွက်ကြောင့်မလို့ DR တွေမှာဒါမျိုးပေါ့ဟိုလေရင်နဲ့ เนาะစီရေးရအေးယူသွားတာတွေအကောင်လုံးဟာမှန်မှန်တော့ညာလဲပဲเนาะမားတယ်လို့ပြောမလားလို့ကျွန်တော်တို့ကပြန်မေးရမှာ။ဘာကြောင့်လဲဒီမျိုးဒီရောမင်းတို့အုတ်ချုပ်တာဆိုမင်းတို့အုတ်ချုပ်ဒီမှာလုံခြုံမှုပေးရမယ်။ဟုတ်တယ်မလားမင်းတို့လုံခြုံမှုပေးရမယ်။လုံခြုံမှုမပေးနိုင်ရင်ဒါကမဟုတ်သေးဘူးလေเนาะအဲ့တော့ဒီလိုမျိုးအုတ်ချုပ်နေတယ်။အဲ့တော့တနည်းအားဖြင့်ပြောပြောရမယ်ဆိုလို့ရှိရင်ဒါကအကြွားလွန်လို့เนาะအကြွားလွန်ပြီးတော့ဟိုဘာနဲ့လားတဲ့တူရဲဆိုတော့ ဖားကတအားအော်လွန်တဲ့အခါကြောင့်မလို့ငွေကြိုက်ခံရလားမလို့ဘာနဲ့သွားအော်တာပဇွင်ရင်ခွဲများလို့မြင်လည်းမမြင်ရဘူးကြားလည်းကြားပဲကြားနေဒီဒီဒီကြားနေရတယ်ပဇင်းရင်ခွဲများလို့ပဲအပဇင်းရင်ခွဲမှာဘာကြောင့်ဥမရှိလဲဆိုတော့ခင်ဗျားတို့အဲ့ဒီငငယ်ကပုံမြင်လေးပေါ့ဗျာနော်ဟိုဖတ်ဖို့ရင်သိပါလိမ့်မယ်အဲ့တော့ဘလို့ပဲဖြစ်ပါအဘုံကျဲခံတဲ့ရွာတွေကိုကျွန်တော်မေးကြည့်တဲ့အခါမှာဒီရွာတွေကပါကဖားတွေအုပ်ချုပ်တာပါတော့။အော်ပါကဖားတွေအုပ်ချုပ်မှာတော့ကျွန်တော်တို့ကတော့တနည်းအားဖြင့် PDF ရွာလို့ပဲသတ်မှတ်ရတာပါဗောဗျာဟုတ်တယ်မလား။ ဒီရွာလေးကိုလည်းစစ်တပ်ကလည်းမသွားရတဲ့အခြေအနေမျိုးဖြစ်တယ်အဲ့တော့ဒီရွာကိုအုပ်ချုပ်ရင်ဒီရွာကိုကာကွယ်နေမကာကွယ်ဘဲနဲ့အုပ်ချုပ်ခြင်းဟာဒီရွာကိုလူသားတိုင်းအသုံးပြုပြီးတော့နိုင်ငံရေးကမြင်ညောထနေတာလို့ပြောရမှာအဲ့ဒါကြောင့်မို့လဲဒါမျိုးတွေအဲဘယ်သူမှမမှန်တဲ့လုပ်ရက်တွေဖြစ်ကုန်တယ်ပေါ့ဗျာတက်ကလည်းလေရင်နဲ့ကျဲတယ်အဲ့တော့အဲ့မှာလည်းလက်နက်ကင်တွေကစုနေတယ်စုနေတော့ခံရမှာပဲလေနော်အဲ့တော့အဲဒီနေ့ဗီဒီယိုဖိုင်တစ်ခုတက်လာပါတယ်ဗီဒီယိုဖိုင်ကဘာမှကျဲတာဆိုတော့ဒဇယ်မှကျဲတာပြသိလား ဒဇယ်မှာကျဲတာအဲ့ဒီဒဇယ်မှာတက်လာဗီဒီယိုဖိုင်ထဲမှာကြည့်တာဟာသွားပါပြီကွာကုန်ပါပြီကွာအဲ့တော့ပါလဲဆိုတဲ့ခါကျစိတ်တော့မကောင်းပါဘူးဟိုဘယ်လိုပဲဖြစ်တကူကကျွန်တော်ကရီရီပုံပုံနဲ့ပြောတတ်တာတော့ကျွန်တော်ကိုတမျိုးမထင်ပါနဲ့နော်စိတ်မကောင်းစရာပါအာပြောတဲ့ပုံစံအရဆိုရှင်ဗီဒီယိုရိုက်တဲ့သူမှသူတို့ကိုယ်တိုင်ပေါ်လာနော်ဟာတဲ့သွားပြီကွာတဲ့နွေဦးတကြံဟာနွေဦးတကြံနွေဦးတကြံဆိုတော့ဘယ်လိုလာမလဲဆိုတော့ PDF တွေလာမယ်နော်အဲ PDF တွေလာပတ်ကဖားတွေလာမယ်အန်ယူဂျီအုပ်စုတွေလာကြမယ်ပေါ့ဗျာနော်အဲ့တော့ ဟာလေတက်တက်ကြီးကြတာကွာအလုံးထဲထိတာကွာတဲ့ဟောနေသမအောင်နားတော်ဒီဘက်ကဘာပြောနေရလဲပေါ့ပြန်သူကိုယ်ရဲ့သတင်းညံပေးနေတာထဲထိတာကွာအမလို့ထဲထိတာလဲပေါ့ကျွန်တော်ဆက်လက်ပြီးတော့နားထောင်နေတေချာပြီးကွာတို့ထဲမှာသတင်းပေးတော့ရှိနေပြီဩသွားပါပြီကွာကုန်ပါပြီနောက်တစ်ခုကဟာအကုန်လုံးထဲထိတာကွာတဲ့အနောက်တစ်ခုကကြတော့တေချာတဲ့သတင်းပေးရှိနေပြီဒီသုံးဒီစကားသုံးခုကိုကျွန်တော်ဆက်ဆက်ကြည့်လိုက်တဲ့အခါမှာတော့ ။တစဲမှာကျင်းသွားတော့တေချတယ်။စစ်တပ်ကိုမှားတယ်လို့ပြောမယ်ဟေ့ဆိုလို့ရှိရင်လည်းရာဂိုင်လုံးပြည့်ပြောလို့မရတော့ဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီမှာ PDF တွေကပွဲချင်းပနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရန်သူတပုံနော်မြို့ကိုအပိုင်စီးထားတဲ့သူတွေစုဝေးနေတဲ့အရက်ကိုစီရရရေးယူသွားခြင်းဟာမှားတယ်လို့ပြောမယ်ဟေ့ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာစစ် နော်ဟိုဘယ်ကောင်းလဲစစ်ပွဲရဲ့သဘောတရားရာဘယ်သူကလူမှမှားတယ်လို့ပြောလို့မရတော့ဘူးပေါ့နော်အဲ့တော့အဆိုလိုချင်တာကအဲ့လိုမဟုတ်ဒါဒဇယ်ရဲ့ဒဇယ်မှာဖြစ်သွားတဲ့ကိစ္စလေးပုံမှာကျွန်တော်ဟို model ယူပြီးတော့နောက်ထပ်မျိုးတွေ calling တို့ဟလာအနောက်ထပ်ဒီတပိတ်ချင်းတို့မန္တလေးတို့အဲ့ဘန်ဖြစ်နေတဲ့အရာကိုကြည့်လိုက်တဲ့ခါမှာလဲဩဒင်းတို့တွေသွားစုကြတာဟုတ်နော် PDF တွေသွားစုတယ်စုတဲ့ခါမှာဒေသကသတင်းပို့တယ်သတင်းပို့ပြီးမနစ်သက်တဲ့ပြည်သူတွေအများကြီးရှိတာဟုတ်နော်မနစ်သက်တဲ့ပြည်သူကသတင်းပို့တယ်ပို့တဲ့ခါမှာတော့ PDF ရှိတဲ့အရက်တွေ စုစည်းနေတဲ့အရက်တွေကိုလေချောင်းနဲ့အဲတိုက်ခိုက်သွားတယ်ပေါ့အဲ့တော့မြန်မာတိုင်းနိုင်ငံလုံးကြီးပါမှာပါနော်ဟိုအထူးအဓိကခံရတာတော့အဲ့ဒီခင်ဗျားတို့ကြံတဲ့တိုင်းသားနယ်တွေဒီလောက်မခံရဘူးเนาะကျွန်တော်ကြည့်တာတိုင်းသားနယ်တွေဖြစ်တဲ့ရခိုင်ပြည်နယ်ဒီလောက်ထိဟိုပြောရမဆိုရင်အဲလေချောင်းနဲ့ပုံကျဲမှုတွေအမခံရပါဘူးနေပါလေနော်နောက်ထပ်ဒီတခြားနေရာတွေဖြစ်တဲ့အဲ့ ချို့နေရာတွေခံရမယ်မနေတယ်ပေါ့ဒါပေမဲ့စကိုင်းတိုင်းကဘာကြောင့်မို့လို့ခံရတယ်လဲစကိုင်းမကွေးရကျွန်တော်ကျွန်တော် list ထဲမှာနေမယ်မနေဘူးမနေဘူးတော့ထီတာပေါ့နော်အော်အဓိကတော့ NUG ကဒီလိုဒီလိုဒီလိုဖြစ်နေလို့နော်ဟိုဟိုမှာလဲအတန်အရန်ကျယ်လွန်တဲ့ပဇင်းရင်ခွဲများကြောင့်တွေ့တာတွေ့ရအပြစ်ခံရတဲ့ပုံစံမျိုးဖြစ်နေအဲ့တော့ NUG ကိုလည်းပြောချင်တယ်ကိုကမုတ်စိတ်မနိုင်မဲနဲ့ပဲချင်းဟင်းမစားနဲ့နော် ငုတ်စိတ်မနိုင်မနဲ့ပဲကျင်းစားတော့မလိုအပ်ပဲနဲ့စကားဖွာပြီးတော့เนาะပြောတင်လာတဲ့ပို့ပြောပြီးရှိတင်လာတဲ့ရှိပို့ရှိပြတယ်မရှိပါအရှိလုပ်တယ်မဟုတ်တော့အဟုတ်လုပ်တယ်အစိုးရကြီးထောင်ပြတယ်ဝန်ကြီးဌာနတွေထောင်ပြတယ်ပကဖတွေပလဖတွေထောင်ပြတယ် PDF တက်တော်ကြီးဆိုထောင်ပြတယ်ဟလာဘယ်နေရာမှာဘယ်တက်ရင်းနေဖွဲလိုက်ပါလိတက်ရင်းဘလောက်ဘလောက်ဘလောက်ရှိပါစေရောအဲ့လိုမျိုးပါဇက်ဖွာဟာမှုတွေကြောင့်เนาะအဲ့လိုမျိုးဟိုမလိုအပ်ပဲနဲ့ ဟောင်းမောဟောင်းကွာလုံးမှုတွေကြောင့်ကြံတော့ကြံတဲ့ဒီလက်နက်ကင်တိုင်းသားလက်နက်ကင်တွေတော့မအဲ့လောက်ထိလေချောင်းနဲ့အေးယူတာကျွန်တော်မတွေ့ရအောင်နော်အဲ့တော့အဲ့ကြောင့်မို့ခံရတယ်လို့ပြောမှာပါဗျာအဲ့တော့ NUG နဲ့ NUG အုပ်စုလည်းပြောခြင်းတယ်နော်အာကျွန်တော်တို့အာကျွန်တော်တို့ဘယ်လိုခေါ်မလဲဆိုတော့ဒါသိရှိပါလားမြောက်လည်းကြားဘူးမှာမခဏတို့ဘက်ကျမ်းမာရေးဝင်ကြီးလို့ပြောတာကျွန်တော်တို့က online ပေါ်နေပြီးတော့ covid ကာကွယ်ဆေးထိုးပေးနေတာအာ NUG ကဘယ်လိုခေါ်မလဲဆိုတော့ ဒုက္ခရောက်တဲ့သူတွေအားလုံးကူညီနေတာ Facebook ပေါ်ကနေနော်အဲ့တော့မလို့အပင်းနဲ့ပောက်ကြရတယ်မဟုတ်တာတွေနော်ရှောက်ပြောတဲ့ခါကျတော့အောက်ချီမှာရွာတွေမှာသူတို့အုပ်ချုပ်ပါလေဆိုတဲ့ရွာတွေမှာပို့ပြီးထိခိုက်နစ်နာရပါတယ်အဲ့တော့ဒါမျိုးတွေမဖြစ်ဖို့အတွက်ကအားလုံးစင်ချင်ရမယ်အားလုံးစင်ချင်ရမယ်ဆိုတော့ကျွန်တော်တို့အားလုံးလိုအပ်တဲ့ငင်းချမ်းရေးပေါ့ဗျာငင်းချမ်းဆိုတော့အားလုံးဆွေးနွေးစေချင်တာပါအဲဟုတ်ပြီ NUG ဘက်ကဘာရှော့အောင်လဲဆိုတဲ့ခါကျတော့မလို့အပင်းနဲ့နော် အကြွားတန်နေတာတွေဟောင်းမွားဟောင်းမွားလုံလုံးနေတာတွေနော်မရှိတော့အရှိလုံနေတာတွေမဟုတ်တော့အဟုတ်လုံပြီးတော့လူဘက်ပရဖော်မန်းဆိုပြည်သူဘက်ဂျင်းကျွေးလို့ရမယ်အဲ့ဒီတော်လန်ရေးကိုယုံကြည်ပါတယ်ဆိုတော့ညီပိန်းနေလောက်ပဲဂျင်းကျွေးလို့ရမယ် NUG ကဘယ်အဆင့်မဲ့ရှိတယ်ဆိုတာကိုကျွန်တော်တို့တော်လန်ရေးလောကမှာလည်းကောင်းကောင်းသိတယ်တော်လန်ရေးလောကမှာ NUG ဟာတနည်းအားဖြင့်ဆိုလို့ရှိရင်လူပွဲစားအဆင့်လောက်ပဲရှိတာကမ္ဘာတန်တမန်ရေးရမှာဟေ့ဆိုလို့ရှိရင်လည်းကျွန်တော်လုံခဲ့တဲ့၄နှစ်လောက်ကတည်းကကျွန်တော်ပြောခဲ့တယ် အန်ယူဂျီဟာကျွန်တော်တို့လူမှုရေးအသင်းအဖွဲ့ပရဟိတအသင်းအဖွဲ့အဆင့်လောက်ပဲရှိတာနော်အဲ့တော့အဲ့ဒါကိုသူတို့ကိုသူတို့ဝန်ခံမှာဝန်ခံလိုက်မယ်ဟဲ့ဆိုရင်တစ်ဖက်ကဒီသူတို့ ਨੇ အစိုးရနှစ်ရက်ဖြစ်နေတယ်ဗျာ NASA ကလည်းအစိုးရ NGO ကလည်းအစိုးရဆိုတဲ့ခါကြတော့အဲ့တော့အကြောင်းမလို့မဖြစ်တင်တာမဖြစ်စေခြင်းရင် NGO နေရလည်းမလို့အပနဲ့စကားဖွာမှုတွေအကြွားလွန်မှုတွေအားလုံးကိုအဲရှောင်သိချင်ပါတယ်အဲဒီနေရာမှာကျွန်တော်ထပ်ပြီးတော့ပြောချင်တာဗျာ NASA ကလည်းပြောချင်တာက နတ်ဆက်ကဥမင်းအွန်လိုင်းဘာလူမျိုးလဲတော့မသိဘူးလူမျိုးကြီးပေါ့အခြေခံလားပါလားကျွန်တော်မပြောချင်ဘူးဗျာအဲတော့ပါတော့လဲပဲဒီစကိုင်းတိုင်းမကွေးတိုင်းမှာနှိမ်နင်းနေတဲ့လေချောင်းတိုက်ခိုက်မှုတွေဟာကျွန်တော်တကယ်တကယ်တမ်းတောင်းညံနေသောစစ်သွေးကြတပုံကိုတိုက်ခိုက်တာနဲ့ရှင်မဲ့ဟေ့ဆိုရှင်အများကြီးကွာဟာလေနော်ကိုချင်းချင်းကိုချင်းချင်းတို့ပြောပါမောဗျာနော်ပြီမသားအချင်းချင်းပေါ့ဗျာပြီမသားအချင်းချင်းကြတော့ဗမာလို့ပြောလိုက်ရှင်လူမျိုးရေးကဟိုမကောင်းဘူးလေနော်အဲ့တော့ ဒီမသားချင်းချင်းကို့မြေပြန့်သားချင်းချင်းကြတော့ဟိုမတရားပေါ့ဟိုမတရားအတေးပြက်သားသလားမမင်းနဲ့ချပါလေနော်ပြက်သားတယ်ပြင်အခုတကြံနေဝိုင်းချေသွားမြို့ဒီဝိုင်းနေတာမဟုတ်ပါဘူးနော်ပြက်သားလုံးပြီးတော့တကယ်တကယ်တမ်းကိုယ့်ကိုဒုက္ခပေးနေတော့အေးအေးသဘုံနေလို့ ਨੇ နေနေမှုကြတော့စဲစားတစားမတွေ့ရအောင်နော်ဒီမှာဆယ်ကကျေးသွားလို့အေးအေးသဘုံကိုတစ်ခါလောက်ဝင်တွေ့ရဟောစဲစားတစားกว่าနော်အဲနောက်ထပ် အခုအဲတခြားနေရာတွေပေါ့အဲတခြားနေအဓိကအေးပါပဲเนาะအေးအေးနဲ့ချင်းပြင်းနဲ့ချင်းပြင်းနဲ့လည်းတစ်ခါပဲထိပါတယ်เนาะကျွန်တော်ကြည့်ရတော့ဆိုတစ်ခါပဲထိဒါမဲ့တော့ကိုငင်းရင်းကိုတွေပါ PDF တွေဆိုတာလဲကျွန်တော်တို့ဘာပဲဖြစ်ဖြစ်သူတို့လည်းတနည်းအားကျွန်တော်ဗမာစကားပဲပြောတော့တိုင်းရင်းသားညီကိုတွေပါเนาะဗမာစကားပြောဗမာလိုပဲပြောမှာပေါ့ဗျာเนาะဗမာစကားပြောတော့ပုံကိုတွေပါအဲ့တော့ကိုဗမာများကလည်းဗမာအချင်းချင်းကြရင်သာအသေးအကြီးခွတ်တာသိလားเนาะခွတ်တာအဲ့ဒီ တကယ်တကယ်လားဟိုအဲ့ဒီဗမာဗမာငပိန်းတွေကိုအတုံးချနေတဲ့ဒီစစ်သေးကြတပုံ AA တို့ဟုတ်လား KIA တို့မြောက်သုံးအောင်မြောက်သုံးအောင်တို့ဟုတ်လားဓာတွေကိုအေးယူမှုကြတော့တအောက်အားနေတယ်အဲ့တော့ကျွန်တော်မေးချင်တာကနတ်ဆကဥက္ကဋ္ဌကြီးကဘာသွေးလဲပေါ့နော်အိုသွေးလား A သွေးလား B သွေးလားလို့မေးချင်တယ်ဗျာဒါဟုတ်ပါပြီအဲ့တော့အမှန်ပဲကိုမောင်ဟုတ်ပါပြီနော်မင်္ဂလာပါအဲ့တော့တကယ်တကယ်နေနေရမယ့်ရက်မှာကြတော့ အားနေနေမနေနေဘူးတကယ်ကိုအချင်းချင်းကြတော့အတကောင်အသေးချစ်ခွတ်ပါတို့ဗမာများရလဲနော်အဲ့တော့ဗမာတွေကလည်းအခုပိန်းသလားဆိုတဲ့ခါကျတော့ကျွန်တော်တို့မြန်မာပြည်မှာအရင်ကကျွန်တော်တို့ကရင်ဆိုလို့ရှိရင်เนาะဒါကရင်တိုင်းသားကျွန်တော်တို့ချစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းကရင်နဲ့ကျွန်တော်တို့အမျိုးဆွေမျိုးတိုင်းမှာဆွေမျိုးသားချင်းကရင်မကင်းပါဘူးเนาะကရင်ကျွန်တော်ဆိုကျွန်တော်ကဘရုံမောင်တတ်မှတ်တာဘူးเนาะဘရုံမောင်ပေါ့စလာပါအ နောက်ထပ်ရခိုင်စုလို့ရှိနေကျွန်တော်တို့ကခင်ခင်မင်မင်းနဲ့ခေါ်တခါကြရင်ချစ်စနုံးနဲ့ခေါ်ကြရခိဘာညာဘောတင်မလားအဲ့ဒါမျိုးခေါ်ခေါ်ကြအရှမ်းဆိုလို့ရှိရင်လည်းကျွန်တော်တို့သူသူတို့ပြောပေါ်ပြောအဲ့လိုပြောကြစနောင်ရင်ခေါ်ကြတာပါအခုကျမှကျွန်တော်တို့ဒီဩတို့ဗမာများဟာလဲနော်တကယ်ငါပိင်းငါပိင်းနေပါလားဆိုတော့ကျွန်တော်အခုမှသိတော့တယ်เนาะအဲ့တော့အချင်းချင်းကြတော့အရန်ချတယ်ဗျာเนาะတကယ်တမ်းဆောင်ရွက်တဲ့နေရာတွေဆောင်ရွက်ပါ ီ PDF ကလေးတွေဆိုတာကဒီတိုင်းရင်းသားလက်နက်ကင်အမိခံထားသောစစ်သေးကြ AA တို့မြောက် AA တို့အဖွဲ့တွေနော် KIA တို့မရှိလို့ရှိရင်ဒီကလေးတွေဟာပြောမှာဆိုရင်ကိုယ်ပမာပြည်သားအချင်းချင်းနော်ဒီမသားအချင်းချင်းဟာစီလုံးညှိနှိုင်းလို့ရတယ်ဒီစစ်သေးကြအုပ်စုတွေသူ့လူမျိုးကိုလည်းဒုက္ခပေးတယ်ပမာပြည်ပမာတိုင်းရင်းသားကိုလည်းဒုက္ခပေးနေတယ်ဒီစစ်သေးကြတို့နှိမ်နေတဲ့နေရာမှာနည်းနည်းလေးဘလို့ခေါ်မယ်ဆိုတော့အင်အားစိုက်ပြီးတော့နှိမ်နှင်းတင်တယ်လို့ကျွန်တော်အနေနဲ့ ထင်တယ်ဗောဗျာနော်ကိုအချင်းချင်းကြမတရားချနေရကြီးလဲနည်းနည်းလေးစင်ကျင်နေမှာလဲဟုတ်ပလားကဲအဲ့တော့ဟုတ်ပြီအကျွန်တော်ပြောတာပတ်သက်ပြီးတော့ဟိုနည်းနည်းပြန်ပြီးတော့ခြေပကျင်တဲ့သူလည်းရှိမယ်နော်ဒါပေမဲ့ကျွန်တော်တို့ comment ကလည်းလေပေါက်ကြရေးတယ်လေအောင်းအောင်းရေးတဲ့သူတွေအများကြီးရှိပါကောင်းရေးတဲ့သူတွေကျွန်တော်ဖတ်ပါနော်မြင်ပါတယ်ပြောနေမယ် comment တွေအကုန်လုံးမြင်ပါတယ်ကျွန်တော်မျိုးလုံးအရင်လင်ပါတယ်လင်လာတဲ့ပုံလင်ပါနော်မြင်လာအားပေးနေပါနားဆင်နေပါလေတဲ့ကိုမောင်မင်္ဂလာပါမင်္ဂလာပါနော် မှန်တယ်ကွန်ပါနာဟုတ်ပြီကမ္ဘာပညာရေးနံပါတ်1ဖင်လန်နိုင်ငံအဆင့်မြင့်ပညာတက်ဘွဲ့ရကွန်ပါမောင်ပြောနေသည်နားထောင်ပါမိတ်ဆွေကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့ပါเนาะကျွန်တော်ဒါကျွန်တော်ပုံကိုယူကျွန်တော်ပြောခဲပါတယ်ပြောလည်းပြောလို့မရှိပါဘူးဘာကြောင့်လဲခင်ဗျားတို့အချိန်နေအချိန်နေအတွက်အကျိုးရှိရမှာကျွန်တော်ပုံကိုယူရှေ့တန်းတင်နေနေလဲဟိုခေါ်မကျွန်တော်ဘာဘာဘာညာဆိုပြီးရှေ့တန်းတင်နေရင်လဲခင်ဗျားတို့အချိန်နေ မကောင်းဘူးဗျာနော်အဲ့တော့ကျွန်တော်တို့ကျွန်တော်တို့အားလုံးစိတ်ဝင်စားတဲ့အရာလေးတစ်ခုဆိုကျွန်တော်တို့အတူတူစကားပြောခြင်းလို့သတ်မှတ်ပါတယ်နော်ကျွန်တော်လည်းဘာမှမဟုတ်ဘူးကျွန်တော်သိရှိထားတာလေးတွေပဲကျွန်တော်ကျွန်တော်လည်းသိကျွန်တော်လိုက်စုံစမ်းနေလေ့လာတယ်ဒါကျွန်တော်သိထားတာလေးတွေအားလုံးလည်းဆိုရှယ်မီဒီယာပေါ်မှာကျွန်တော်သိသလိုကျွန်တော်အားပေးနေတဲ့သူတွေကျွန်တော်သိကျင်နေသူတွေအားလုံးပြန်ပြီးဝေမျှခြင်းပါပဲနော်ဟုတ်ပြီအဲ့တော့နိုင်ငံရေးအမြင်နဲ့ပဲပြောပြလိုက်ပါတဲ့ဒီပိန်းတွေကို မဟုတ်ရင်လည်းဘောမလည်းပြောနေမယ်နိုင်ငံရေးကိုလည်းနားထောင်တဲ့လူငယ်တွေဟာဟုတ်တယ်အမှန်တယ်အဲ့တော့အဲ့တော့ဒီနိုင်ငံရေးမှာเนาะခင်ဗျားတို့နိုင်ငံရေးနဲ့ဝူးဝီးနေရမယ်ဆိုကျွန်တော်ကဥမာပြခုကျွန်တော်ပြောနေရအောင်လားသတင်းပြောနေရเนาะသတင်းပြောနေဆိုတာဥမာပြညောင်ကျိုးမကြတော့မကြဘူးပြောမယ်ကြရင်ကြတယ်ပြောမယ်ဘယ်လိုခံနေရရင်ဘယ်လိုခံနေရရင်ပြောမယ်ဒါရိုက် update ကိုကျွန်တော်ပြောတာဖြစ်တယ်ဥမာဥမာပြကျွန်တော်နောက်ထပ်ရခိုင်ပြည်နယ် ဘယ်မှာဘလို့ဖြစ်နေဆိုတော့ကျွန်တော်ပြောမယ်ကျွန်တော်သိထားတာကိုကျွန်တော်ပြောမယ်အဲ့တော့နောက်ဆင်ကြတာကျွန်တော်ပြောလို့မရအောင်เนาะကျွန်တော်မသိဘူးအဲ့တော့ပါတော့လည်းပဲအဲကျွန်တော်ကတော့လက်ရှိဖြစ်စေဖြစ်စေကိုပြောတယ်ကြရင်လည်းကြရတယ်ပြောမကြရင်လည်းမကြဘူးပြောမယ်เนาะဥပမာနဲ့36ကိစ္စပုံစံမျိုးအမှောင်မှာနဲ့36ကိစ္စကကျွန်တော်ကဟိုအရှိလို့ရှိတိုင်းပြောတာပဲเนาะဟိုကျွန်တော်သုံးသက်ချက်အရာကျွန်တော်ပြောတာပဲပြီးတော့ကျွန်တော်ပြောတဲ့အတိုင်းပဲဟိုဘက်မှာလည်းနောက်ဆုတ်လိုက်ရတယ်ဆိုတော့တနည်းနောက်ဆုတ်လိုက်ရပြီစစ်တပ်ဘက်ကပြောမယ်ဆိုဆိုလိုချင်တာကတော့ ကျွန်တော်ဒီရှိစဲဖြစ်စဲကိုကျွန်တော်ပြောနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ပြောလို့ကြာသွားပါတယ်လို့ကျွန်တော်မပြောလို့ကြာပါတယ်ဆိုလို့ရှိရင်တော့ခင်ဗျားတို့ကျွန်တော် like ကိုနားထောင်မယ်ဟဲ့ဆိုရင်ဟိုတုံနိုင်ယုံညံညံသေးတော့နားထောင်လို့မရအောင်ကျွန်တော် like ကိုနားထောင်မယ်ဆိုရင်တတော်ကြီးကိုရင့်ကျက်တဲ့သူတွေအတွေးခေါ်ရှိတဲ့သူလောက်နားထောင်ပါမင်းတို့အဲ့ဒီအစဲဆိုအတောင်ညံနဲ့အဲ့ဒီအစင်လောက်နဲ့တော့အကို like ကိုနားမထောင်တာကိုကောင်းနိုင်မယ်မင်းတို့တော့လည်းအကျိုးမရှိဘူးအရန်ကိုမင်းတို့တွေကတနည်းအားဖြင့် စကားသုံးလေးလုံးလောက်နားထောင်ပြီးဆဲပြီးထွက်သွားတယ်သူတွေနားထောင်မယ်ဟိဆိုရင်တင်းတင်းချာချာနားထောင်မှာတွေးခေါ်ပါကိုကအတွေးခေါ်ကိုပေးတာဖြစ်တယ်ညံရည်ညံသွေးကိုအလုတ်လုတ်စီတာဖြစ်တယ်နော်ညီကောင်မတော်မများကဲဟုတ်ပြီအဲကျွန်တော်လိုက်လင်းပါဒီနေ့နော်အဲကျွန်တော်ဒီကပြောချင်တာက NASA ကဦးမင်း online ဒီမကြခင်မှာအာဆီယံဥက္ကဋ္ဌနဲ့တွေ့မယ်တွေ့တဲ့အတိုင်းသာမှာရလိုက်နဲ့ဖြစ်ဖြစ်နိုင်တဲ့အခြေအနေအားလုံးကိုကျွန်တော်ဒီနေ့ကာကနနာရှင်းပြခဲ့ပါတယ်အဲနောက်ထပ်အနေနဲ့၄ချောင်းပုံကျဲမှုတွေနော် ဒီကြောင့်ဘုံကျဲမှုတွေဟာကျွန်တော်တို့တနည်းအားဖြင့်ဘသူတွက်မှတော့မကောင်းဘူးမကြိုက်ဘူးမနစ်သက်ဘူးတို့ပါတော့ညာလဲစစ်ရဲ့သဘောတရားရမတရားမှုဆိုတာကျွန်တော်တို့စစ်စစ်ပွဲတစ်ခုမှာကတော့မတရားမှုဆိုတာအဲတော်တော်လေးမတရားမှုရှောင်နိုင်တဲ့စစ်ပွဲဟာတော်တော်ရှားပါတယ်နော်ကမ္ဘာနိုင်ငံကြီးတွေမှာပဲမတရားမှုတွေကျူးလွန်ကြသေးတယ်ဆိုတော့မြန်မာနိုင်ငံလိုမျိုးရှုပ်ထွေးတဲ့နေရာမျိုးမှာအမ်ဘယ်လိုခေါ်မလဲဆိုတော့အဲ T guide collateral damage ပေါ့ မယူရဘဲနဲ့ဖြစ်ဖြစ်တဲ့အရာတွေဖြစ်တတ်တယ်ဆိုတာလည်းကျွန်တော်တို့နားလေတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ရှော့တင်တာတွေရှောင်းတင်တာတွေအားလုံးနှစ်ဖက်စလုံးနဲ့ကျွန်တော်ပြောကြပြီးသွားပါပြီနော်နောက်တစ်ခုကတော့ NASA ကအနေနဲ့ကိုအချင်းချင်းကြတော့ပြစ်လိုက်ခတ်လိုက်ပြစ်လိုက်ခတ်လိုက်နေနော်ခင်ဗျာဘာလို့မျိုးလဲတော့ကျွန်တော်မသိဘူးသို့ပါတော့ညာလည်းပဲတကယ်နိုင်ငံကိုဒုက္ခပေးနေတဲ့ AA လိုဖွဲ့စည်းမျိုးကိုကြတော့နှိမ်နေတဲ့နေရာမှာ အားနေနေသေးတယ် KIA ကိုနှိမ်နေတဲ့နေရာမှာအားနေနေသေးတယ်မြောက်သုံးကောင်နှိမ်နေတဲ့နေရာမှာအားနေနေသေးတယ်နော်ချင်းပြည်တော်နှိမ်နေတယ်အဲ့တော့ တော့မပြစကိုင်းတိုင်းမှာကျဲတဲ့အခြေအနေကိုเนาะအခုလိုမျိုးပွဲတွေတွေမှာရန်သူပင်ရန်ဖြစ်ရင်ကစားပြနေကြပါစေเนาะအဲ့မှာကျဲမဲ့တစ်ဝက်လောက်ကိုသာခင်ဗျရခိုင်ပြည်ပါကျဲလိုက်เนาะရခိုင်ပြည်ဆိုတာကျွန်တော် AA ရှိတဲ့အရက်တွေပြောတာเนาะ AA ရှိတဲ့အရက်တွေကိုကျဲလိုက်နောက်တစ်ခုကအဲဘယ်လိုခေါ်မလဲဆိုကိုယ်စစ်ကျင်ညာထားတာလေသူတို့ကလုံးဝတိုက်မှာတိုက်မယ်ကိုယ်တိုက်မယ်လို့ကျင်ညာထားတဲ့သူတွေကိုကျဲတာကတော့ကျွန်တော်တို့ဒါစစ်ရဲ့သဘောတရားရာနားလည်ပြီးလို့ရတယ်အဲ့တော့နားလည်ပြီးလို့ရအတွက်ကြောင့်မလို့ AA တို့ဟလာအဲ့ဒီနောက်ထပ်ဒီ KIA တို့ကိုယ်တကယ်တမ်းလေ တစ်လုံးနဲ့တိုက်မဲ့သူတွေအားလုံးစေးမှကျဲပါအခုလိုမျိုးပွဲတွေလုပ်နေတဲ့အချိန်မှာအဲကျွန်တော်တို့စကိုင်းက PDF ကလေးတွေလည်းသူတို့ပြောချင်ကြမှာပါဗျာနော်အဲအဲ့တကြောင့်မို့လို့စင်ချင်းစေချင်တာပါဟုတ်လားတို့ကျွန်တော်တို့ကျွန်တော်ဘာမှမပြောလို့ပါဘူးနော်အဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နေ့အဲစေး update လေးတွေနိုင်ငံရေး update လေးတွေကျွန်တော်ဆက်လက်ပြီးပြောသွားဖြစ်စေဖြစ်စေကိုကျွန်တော်ဆက်လက်ပြီးတော့ပြောသွားပါမယ်နော်ကျေးဇူးအများကြီးတင်ပါတယ်